တော့ promotion ကုန်နေရလေးမှာ MOJI ဆိုပြီးတော့မိုးကြီးနာမည်လေးထည့်လိုက်တာ ਨੇ 30ရာခိုင်နှုန်းဒီနေ့ကျွန်တော်တို့ staycation ထွက်လာတာပါအခုဟိုတယ်ကိုရောက်နေပါပြီ။ဟိုမမမူကြီးရယ်။မမမူကြီးစာလေးဖတ်နေပါလေ။အာမမမူကြီးရယ်။သမီးစာဖတ်နေလား။အမေထိုင်ကုန်နဲ့ထိုင်ပြီးစာဖတ်နေ။ဖိုင်စာဖတ်နေဖိဖတ်ပြအောင်။ To feel my dogs I wanted to write a poem. as that's, that's like what I was thinking. I tried for a day, for a month, mm. for a year. Oh. I tried all my life. Mm. <laughs> ပိတ်တော့ကလေကျွန်မပဲဒီတစ်ဖက်လောက်နေတော့မိမဟိုစားလာ application ကိုပြဆန်သွင်းလိုက်တာလေပြဆန်သွင်းပြီးလုပ်လိုက်တဲ့အချိန်မှာသူနားထောင်ခိုင်းတာအဲ့မှာသူပို့ပြီးတော့ဟိုဟာ listening တွေကပါပို့ရလာအဲ့ဒါဆိုရင်အဲ့ဒီစားလာ application ကြောင်ရှင်းပြမလားပြပြပြလားပိတ်တက်တယ်ဟုတ်လားမဟုတ်လဲပြောပြရအောင်မေးမူဂျီလေးကိုရွှေလို့လုပ်ပြီးထားတယ်စားရ application တွေအကြောင်းရွှေပြပြပေးမယ်ပေါ့နော်သူကတော့ online application တွေ down ပြီးတော့သုံးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ euro တော်တော်လေးကိုအဆင်ပြေတယ်ခလေးကိုဒါအပြင်ပို့စရာမလိုဘဲနဲ့အိမ်မှာမရတဲ့အတွက်ပို့ပြီးတော့အဆင်ပြေ euro တော်တော်ကိုအဆင်ပြေပါတယ်ပြတော့ဂျပန်နဲ့အင်္ဂလိပ်နဲ့နှစ်မျိုးနော်ဂျပန်နဲ့အင်္ဂလိပ်နဲ့နှစ်မျိုးရှိတယ်ပေါ့နော်သင်လို့ရတယ်ပေါ့အပြင်လည်းသွားစရာမလိုဘူးအိမ်မှာနေတခါလဲ ် application နဲ့တင်ရတယ်ဆိုတော့အချိန်ကုန်လဲတက်တာတယ်။ဟုတ်ပြီလူကြီးလူငယ်မရွေးကလေးရောလူကြီးပါတင်လို့ရတဲ့ application နဲ့ပေါ့နော်။သူတခြားပြပြပါမယ်။အဲ့တော့သူအင်္ဂလိပ်စာနဲ့ဂျပန်ရှိရဲမူကြီးလေးကတော့အင်္ဂလိပ်စာတင်နေရောအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းလေးကိုရှင်းပြမယ်နော်။ Etisara application မှာဆိုလို့ရှိရင် तू ကအင်္ဂလိပ်စာကို basic level ကနေပြီးတော့စပြီးတော့ပေါ့နော် advanced level အထိရောက်အောင်တော့တနေရာထဲမှာလေ့လာနိုင်တယ်။နောက်ပြီးတော့ဒီ application ထဲမှာကျွမ်းကျင်တဲ့ဆရာဆရာမတွေကသင်ခန်းစာတွေကို တင်ပေးထားတဲ့ဗီဒီယိုဖိုင်တွေကိုသူကအချိန်မရွေးနေရမရွေးကြည့်လို့ရအောင်တခါတည်းတင်ပေးထားတာပေါ့နော်ပြီးတော့ဗီဒီယိုလက်ချာလည်းမဟုတ်ပဲねဒီဗီဒီယိုနဲ့ပတ်သက်တဲ့ exercise တွေကိုဗီဒီယိုရဲ့အောက်မှာ practice နေရာလေးရှိတယ်အဲ့ဒီနေရာမှာတခါတည်း practice လုပ်လို့ရအဲ့တော့ exercise လေးလုပ်ရင်ဗီဒီယိုလေးလာရင်အင်္ကြာလုပ်တလို့မျိုးပေါ့နော်ပို့ပို့တက်လဲသွားတာပေါ့အဲ့လိုမျိုးလေးလုပ်ပြီးထားပြီးတော့ဒီ server application မှာအင်္ဂလိပ်စာတက်မယ်ဆိုရင် level test ကိုအခမဲ့လုပ်လို့ရတယ် ဲ့လို level test လုပ်လိုက်တဲ့အတွက်ကိုယ့်ရဲ့အဆင်ကဘယ်ကိုရောက်နေတယ်ကိုကဘယ်အတန်းကိုတက်ရမယ်ဆိုတော့တခါလေးသိပါအောင်အဲ့ဒါလည်းအခမဲ့ပဲဟုတ်သွားဆရာဆရာမတွေနဲ့အနီးကပ်တင်ကြားလို့ရအောင်သူက live class အချိန်တွေကိုလည်းထည့်ပေးထားတယ်အဲတချို့သင်တန်းသားတွေကကြတော့ video file တွေကိုပေါ့ offline video file တွေကိုလေ့လာရတာတဲ့ဟို live live တင်ကျင်ပေါ့နော်ဆရာမတွေနဲ့အနီးကပ်တင်ကျင်တယ်အဲ့ဒီလိုသူတွေအတွက်လည်း तू က live class အချိန်တွေထည့်ပေးထားတယ်တပတ်မှာ तू ကအချိန်20လောက်ပါတယ် live class ကြောင့် तू က join နိုင်တယ် native speaker အဲ native speaker အတန်းနေကိုလည်းသူဝင်တက်လို့ရတယ်နောက်ပြီးတော့အဲနည်းနည်းစကားပြောရမှာကြောက်တဲ့သူတွေအပြန်အလှန် conversation ဟိုပြောပြီးတော့ပေါ့အင်္ဂလိပ်စာလေ့လာခြင်းတဲ့သူတွေအတွက်လည်းသူ conversation class ကိုထည့်ပေးထားတယ်အဲ့တကူကတော့မိုက်တယ်နော်နော်ပြီးတော့ package က၄မျိုးရှိတယ်၄မျိုးတွေကတစ်မျိုးကိုဝယ်လိုက်တာနဲ့အားလုံးကိုသင်နိုင်တယ် live class တွေလည်း join နိုင်တယ် live class တွေလည်းအကုန် join နိုင်တယ်ပြီးတော့သူတို့ရှိမှာ micro lesson ဆိုတဲ့ feature တခုလည်းရှိသေးတယ်အဲ့ feature ကိုကိုမသိဘူး ဒီဘာဘာဘူးရှင်းပြအဲ့အဲ့ဒီ micro lesson ဆိုတဲ့ feature ကကြာတော့ general knowledge ရရှိဖို့အတွက်လုပ်ပေးထားတာပေါ့နော်အ grammar တို့ vocabulary တို့ပြီးတော့ reading skill ပေါ့အဲ့ skill တွေမြင်အောင်သူထည့်ပေးထားတဲ့ feature ဆိုတော့ဘ ഹു တုတ္တရရနိုင်မယ်အကြောင်းအရာလေးတွေကိုကိုယ်ကသူက article ခွဲပြီးတော့တင်ပေးထားတယ်အဲ့ဒီထဲမှာကိုစိတ်ဝင်စားတဲ့ဟာကိုဖတ်နေတယ်မသိတဲ့ စကားလုံးပါလာရင်ဒီမှာဥစားဖက်နေမသိတဲ့စကားလုံးပါ dictionary လှန်ကြည့်ရတာ dictionary ရှာရတယ်အဲ့လိုမျိုးမလို့တော့သူကကိုကနားမြဲတဲ့စကားလုံးပါလာအဲ့စကားလုံးအထိပ်ပဲတခါလဲကြည့်ပေးထားတာအဲ့ဒီမှာအဲကြည့်ပေးထားတော့အဲ့လိုရှာစရာမလိုတော့ပဲနဲ့တခါလဲစာဘုဟုတ္တရရမယ့်စာတွေကိုဖတ်နေရင်းနဲ့အင်္ဂလိပ်စာလည်းတုတ်တက်မယ်အဲ့အဲ့ article တခုချင်းစီအောက်မှာလဲသူက practice လုတ်ပေးတဲ့ဟာလေးပါတယ်ဆိုတော့ဒီခါလေးစာဖတ် pin practice လေးလုပ်ဆိုအင်္ဂလိပ်စာလေးရဘူးသူတားလေးရဒါပေမဲ့ micro lesson ကလည်းတော်တော်မိုက်တယ်နောက်ပြီးတော့ short ဆိုတာလည်းရှိသေးတယ် short ဆိုတာ TikTok read အဲ့လို video အတူလေးတယ်အဲ့ဒီ video အတူလေးတစ် video လေးတွေအဲ့ထဲမှာထည့်ပေးထားတယ်အမူကြီးတို့ခဏခဏကြည့်ရလေဘယ်လိုပြပြန်လဲသူကဘာအတွက်ကောင်းလဲဆိုတော့ကိုကအချိန်သိမ့်မရဘူးအဲတွိုင်းလိုင်းနဲ့ပေါ့လေခဏတစ်ဖြုတ်ကြည့်ချင်တယ်ဆိုရင်အဲ့တစ်ဗီဒီယိုလေးကြည့်လိုက်တာနဲ့လွယ်တကူသိသွားနိုင်တယ်နော်အဲ့ဒါလည်းကိုက free ပဲ free နဲ့ဟိုအဲ့ဒီမှာပါပြီးသားတွင်းထားရင်ပတ်စံတွင်းထားရင်အဲ့ထဲမှာအကုန်ပါပြီးသားပေါ့နော်ပြီးတော့အင်္ဂ င်္ဂလိပ်စာကိုအခြေခံနဲ့စပြီးတော့ force k ထိလေ့လာနိုင်တယ်။ပြီးတော့သူက force k အပြင် grammar pronunciation ပြီးတော့ vocabulary ပြီးတော့ business english ပေါ့နော်။အဲ့ course တွေကိုလည်း business english course တွေကိုလည်းသူကလေ့လာနိုင်မှာသေးတယ်။အင်္ဂလိပ်စာတွေမဟုတ်ဘူးနော်။ဒီ certification မှာဂျပန်စာလည်းလေ့လာလို့ရတယ်။သူကအင်္ဂလိပ်နဲ့ဂျပန်နှစ်မျိုး။သူကဂျပန်စာကိုလေ့လာခြင်းနဲ့အခုမှစပြီးတော့တက်မယ်ဆိုရင်ဒီ certification မှာလေ့လာလို့ရတယ်။အဲ့လိုမှမဟုတ်ဘူး။ Ừ basic ပေါ့။အဲ့လိုမှမဟုတ်ဘူး။သူက basic တွေပါပြီးပြီးနောက်ထပ် level ကိုထပ်ပြီးတက်ခြင်းနဲ့ level up ခြင်းနဲ့ဆိုရင်ဒီ certification application မှာ လေ့လာလို့ရတယ်တော့လက်ရှိမှာတော့အခုလောလောဆယ်လက်ရှိမှာ basic ရဲ့ and 5ရဲ့ and 4ရဲ့ကိုတို့ကလေ့လာနိုင်တယ်ပြီးတော့တကယ်ကျွမ်းကျင်တဲ့ဆရာဆရာမတွေကနေပြီးတော့တဲ့အာ reading grammar vocab ပြီးကန်းကြီး listening အဲ့ဒါတွေအကုန်လုံးလည်းသူကကျွမ်းကျင်တဲ့ဆရာမတွေအသိပေးမှာပေါ့နော်ပြီးတော့ GRPD NAD test တွေကိုလည်းဖြည့်ရှင်တဲ့လူတွေအတွက်အထောက်အကူဖြစ်တဲ့အပြင် and 3နဲ့ and 1ကိုလည်းထပ်ပြီးတော့ပေါင်းထည့်ပေးအောင်ပါတဲ့ဒီတော့ read ရောအဲ့လို short video လေးတွေအဲ့ဒါလေးတွေကို package ဝယ်လို့ရတယ်အဲ့ဒီ package က3လ6လတစ်နှစ်နှစ်နှစ်ကိုကြိုက်တယ်လို့ဝယ်ဝယ်ပြီးတော့အဲ့ဒါကိုသုံးလို့ရမယ်ပြီးတော့နောက်တစ်ခုက n1 ထပ်ထည့်ပေးမယ်။ n1 ထပ်ထည့်ပေးမယ်။အဲ့ထပ်ထည့်နောက်ထပ် feature အသစ်တွေထပ်ပြီးတော့ပေါ်လာတယ်ဆိုရင်လည်းဒီ Sara Facebook page ကနေမျိုးကြီးညာပေးအောင်ပါ။ surprise တစ်ခုရှိသေးတယ်။မှန်ပါလား။ surprise တစ်ခုရှိသေးတယ်။အဲ့ surprise ကဘာလဲဆိုတော့ emoji ကိုချစ်တဲ့လူတွေအဲ emoji ရဲ့ပြည့်သက်တွေအတွက် promotion ကုတ်ဆိုတဲ့နေရာလေးမှာမိုကြီးလို့ရိုက်ထဲလိုက်ရင်တတိပတ်တန်တစ်စကောက်30ရာခိုင်နော်။နော် promo ကုတ်မှာမိုကြီးဆိုပြီးရိုက်ထဲလိုက်တာနဲ့30ရာခိုင်နော် discount ရပါမယ်။နောက်ဘူးကတော့တို့အဲ့ဒီပေါ့နော်ဒါရွှေတဘောကြတဲ့အချက်ကလေးတွေ ਆ ပေါ့နော်ဒီ application နဲ့ဗီဒီယိုတွေဆိုလို့ရှိရင်ကွာဥပမာထားလိုက်ပါတော့ကလေးနဲ့သက်ဆိုင်တဲ့ article တွေခေါင်းစဉ်တွေကိုလည်းခွဲထုတ်လိုက်လို့ရတယ်ဥပမာ तू က ခေါင်းစဉ်လေးခွဲထားတာပေါ့နော် going back to school တော့ကဲဒီမှာဆို weather clothing and fashion အဲနောက်ပြီးတော့ vacation and tourism ဆိုကိုကြိုက်တာကိုရွေးရုံပဲလူကြီးတယောက်အနေနဲ့လေကိုသိကျင်တဲ့လေ့လာကျင်တဲ့ခေါင်းစဉ်လေးပေါ့ဥပမာအဲတော့ရာတီဥတုအကြောင်းလေ့လာမယ်ဆိုရာတီဥတုဆိုတဲ့ခေါင်းစဉ်လေးအောက်ကိုရွေးလိုက်တာ ਨੇ ကဲဒီလိုနဲ့ပတ်သက်တာပတ်သက်တာလေ့လာလို့ရတယ်ဥမာ shopping ထွက်မယ် shopping နဲ့ပတ်သက်တဲ့စကားလုံးတွေရွေးချယ်ထားတာတွေပေါ့နော်ဘာပြောမယ်ဘာဘလို့ဟာတွေပေါ့အဲ့ဒီဟာတွေကိုခေါင်းစဉ်နဲ့ရွေးချယ်ထားတယ်ကလေးကလည်းကလေးခေါင်းစဉ်ကလေးကြည်ရမင်းကျန်တော့အကြောင်းတက်မဲ့ကိစ္စတွေလေ့လာရေးခီးထွက်တဲ့ကိစ္စအဲ့လိုမျိုးတွေရွေးကြည့်တာအဲကိုကလည်းလူကြီးကလည်းလူကြီးနဲ့ကိုသက်ဆိုင်နဲ့ကိုသိကျင်တဲ့ topic ကိုရွေးလို့ရတဲ့အတွက်ကြောင့်မို့အဲ့ဒါလေးကတော့တော်တော်အဆင်ပြေပါတယ်ကလေးကျောင်းသွားတဲ့အချိန်ကိုလည်းအားလက်ချိန်မှာလေ့လာလို့ရပါတယ်ဒါကိုသွင်းသားပြီးတော့ အကုန်လေးလာလို့ရတယ်လေနော်ကဲတဒါ